ီနေ့မနက်ပိုင်းရှင်းပြိုင်ကစားခဲ့တဲ့ Europa League Quarter Final ပွဲစဉ်မှာနာမည်ကျော် Man United အသင်းဟာ Lyon အသင်းကို5ခု4ခုနဲ့အနိုင်ယူပြီး Semi-final အဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်။ Man U အသင်းဟာပထမပိုင်းမှာနှစ်ခိုးပြက်ဦးဆောင်နေရကနေ Lyon အသင်းကခြေပါကိုးနဲ့အနိုင်ကိုးတွေတွင်းခဲ့ရမှာ၄ခိုး၂ခိုးနဲ့ရှုံးနိမ့်နေခဲ့ပါတယ်။အချိန်ပိုဒုတိယပိုင်းမှာ၄ခိုး၂ခိုးနဲ့ရှုံးနိမ့်နေတဲ့ United ဟာနံပါတ်နေလိုက်ပြီး၃ခိုးသွင်းယူနိုင်ခဲ့လို့ ပွဲပြီးမှ၅ဂိုးလေးဂိုးနဲ့လိုင်းယွန်ကိုအနိုင်ရပြီးနောက်တဲ့ဆင့်စီမီဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်ပထမပိုင်း7မိနစ်မှာကွင်းလယ်လူဥကဒေးကမန်ယူအတွက်အဖွင့်ကိုသိမ်းခဲ့ပြီးပွဲချိန်45မိနစ်မှာနောက်ခံသူဒါလော်ကမန်ယူအသင်းအတွက်ဒုတိယဦးဆောင်ဂိုးသိမ်းယူပေးခဲ့ပါတယ်ပထမပိုင်းမှာနှစ်ဂိုးပြန်နိုင်နေတဲ့အတွက် United အသင်းသားတွေပွဲကိုထိန်းကစားခြင်းပွဲချိန်80မိနစ်မှာ တိုလင်းစုကလိုင်းယွန်အတွက်ပထမခြေပါကိုသိမ်းယူခဲ့ပြီး58မိနစ်မှာတက်နီယာဖီကိုကဒုတိယခြေပါကိုသိမ်းခဲ့ပါတယ်။ပွဲပြီးကနေ89မိနစ်မှာလိုင်းယွန်ကစားသမားတိုလင်းစုနှစ်ဝတနီနဲ့အထောက်ခံရလို့လိုင်းယွန်အသင်းတယောက်ယောက်နဲ့ရှင်းပြိုင်ခဲ့ရပါတယ်။တစ်ဖက်နှစ်ကိုစီတေးကြလို့အချိန်ပိုဆက်ကန်ရမှာတယောက်ယောက်နေတဲ့လိုင်းယွန်ကပွဲချိန်105မိနစ်မှာ ချာကီကလိုင်ယွန်အတွက်တတိယဂိုးသွင်းခဲ့ပြီး130မိနစ်မှာရခဲ့တဲ့ပင်နယ်တီကိုအသင်းကောင်းဆောင်လာကာဇက်ကလိုင်ယွန်အတွက်၄ဂိုးမြောက်ကိုအမှားယဉ်မရှိသွင်းယူခဲ့ပါတယ်။အချိန်ပိုမှတရောင်ရော့နေတဲ့လိုင်ယွန်က၄ဂိုးနှစ်ဘိုးနဲ့ဥဆောင်နေလို့မန်ယူရုပ်ပြန်လာဖို့ခွင့်ရအတော်ကိုနည်းပါးနေခဲ့ပါတယ်။အိမ်ငွေးမှာဂိုးပြတ်ရှုံးနေတဲ့ယူနိုက်တက်တို့တိုက်စင်မြင့်ခဲ့ပြီး134မိနစ်မှာပင်နယ်တီကတဆင့် ဘရူနိုဖာနန်ဒက်ကခြေပါကိုတင်ခဲ့လို့၄ဂိုး၃ဂိုးဖြစ်ခဲ့ပါတယ်။လိုင်ယွန်းတို့ကနိုင်ဂိုးကိုထိန်းနိုင်ဖို့ခံစစ်ကိုပိတ်ဆော့နေချိန်ပွဲစဉ်120မိနစ်မှာကွင်းလယ်လူမိန်းနုက၄ဂိုးမြောက်ခြေပါကိုကိုတင်ယူပေးခဲ့ပါတယ်။ခြေပါကိုနှစ်ဘိုးဆက်တွင်းနိုင်လို့ကစားအားတက်လာတဲ့ယူနိုက်တက်ဟာတိုင်းစစ်ကိုစွမ်းကုန်ဆက်လက်မြင့်တင်ခဲ့ပြီး ကက်ဆီမီနိုဖျက်တင်ပေးတဲ့ဘောလုံးကိုနောက်ခံလူမက်ကွဲရကခေါင်းတိုက်ပြီး United အတွက်အနိုင်ကိုကိုတင်းယူပေးခဲ့လို့ Man U အသင်း၅ဂိုးလေးဂိုးနဲ့ Semin Final တက်ခဲ့ပါတယ်။လက်ရှိဥရောပပြိုင်ပွဲမှာရှုံးပွဲမရှိသေးတဲ့ United ဟာ Semin Final မှာ Spain ကလပ် Bilbao နဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။